ဟယ်လိုမင်္ဂလာပါတားရတမလို့ရေဒီချေတို့ဒီနေ့တော့ grade 2သင်ချာရေ grade 2သင်ချာအခန်းလေးအနုတ်သင်ခန်းစာတရေလေ့ကျင့်ခန်းလေးတွေတွားလိုက်ကြရအောင်နော်တားရတမလို့ရေဖတ်စာအုံးရေ စာမျက်နှာ29မှာရှိပါတယ်ရှင့်ဟုတ်ပြီနော်အဲ့တော့ဒီချေတို့လေ့ကျင့်ခန်းလေးတွေတွားလိုက်ကြရအောင်ပါ29 30မှာရှိပါတယ်ရမယ်နော်အဲ့ဆိုလို့ရှိရင်လာဒီချေတို့က29 လေ့ကျင့်ငန်းလို့နာမည်လေးတက်ပါမယ်အဲ့တော့တို့သမတို့ရဲ့စာအုပ်ထဲမှာဒီချက်ကိုလေ့ကျင့်ငန်းလို့တက်ပြပါရှင့်စာမျက်နှာရဲ့အလဲကောင်မှာလေ့ကျင့်ခံဟုတ်ပြီနော်လေ့ကျင့်ငန်းโอเคအဲ့တော့နံပါတ်1ကိုတွက်ကြပါမယ်အဲ့တော့ဒီချက်နံပါတ်1ကိုတောက်ယူလိုက်မယ်နံပါတ်1ကတေပုံမှာကာကြီး instruction လေးဖတ်ပါအောင်ဟဲ့ downlight တွက်ပါခေ downlight တွက်တယ်လားတွက်တတ်တာပေါ့ဒီချေတို့အလေကောင်ကနေမြင်တာပြီးတော့တွက်မှာပေါ့နော် ဟုတ်ပါပြီအဲ့တော့တစ်ပုံမှာကာကြည့်မိကုန်းလေးကိုပါပဲပုံစံလေးကိုပြီး26အနုတ်35ဒါကြောင့်ကြော်ပါမယ်26အနုတ်35ကိုရိုင်းတွေ့ကြည့်ခြင်းတဲ့သူကဒီချက်ဗီဒီယိုလေးကိုရက်ပြီးတော့တွေ့ပြီးပါနော်ခဲနှုတ်ရအောင်ဟိနေရာချပြီးပြီဆိုရင်နှုတ်ပါမယ်ခုခုချင်းနှုတ်လိုက်တော့6ထဲက5ကိုနှုတ်လိုက်တော့တညတဲ့ရတက်ကိုနှုတ်လိုက်တော့တโอเคအဖြေဘလောက်ရတယ်လဲအာအာသဝေထုဖော်တော်ရရေးဖြည့်အဖြေပုံမှန်နှစ်ခုချတတ17ပါနော် ရပါတယ်နော်ဟုတ်ပြီအဲ့တော့ပြီးတော့ပြီဆိုရင်နမခါခွေဟိနမခါခွေကကိုဘတာကိုတွတ်မဲ့သူကဗီဒီယိုလေးကိုရက်ပြီးတော့ကိုဘတာကိုတွတ်ပြီးတော့မှဗီဒီယိုလေးကိုပြန်ဖွင့်ပြီးတော့ဖြေလေးတိုက်ပြပါနော်အဲ့တော့နမခါခွေက83အနုတ်40ကဲ83နဲ့က40ကိုနှုတ်ကြရအောင်နေရာချပါပြီ83 ောက်က40မြင်းပိတ်မယ်အနှုတ်လက္ခဏာတက်3နဲ့ကခုခုချင်းနှုတ်ရအောင်အဲ့တော့ခုထဲမှာ3နဲ့ကနေ3ညအောင်နှုတ်ပါမယ်3နဲ့က3ညအောင်နှုတ်တော့ဘယ်လောက်ရလဲ3ဆယ်ဆယ်ချင်းနှုတ်တော့8ထဲကနေ4ကိုနှုတ်တော့ဘယ်လောက်ရလဲ4အဲ့တော့အဖြေထုတ်ပါပြီအာရီအာသဝေးထုတ်ဖောက်ထုတ်ရေရေဖြေအဖြေဘယ်လောက်ရတော့40တော့ဟုတ်ပြီเนาะโอเคဖြေလေးတွေမှန်ရဲ့လားကဲနံပါတ်ကငွေတွက်ကြရအောင်ဒီချေကဒီမှာပဲနံပါတ်ကငွေလေးကိုတွက်ပါမယ် yes အဲ့တော့နံပါတ်ကငယ်ပါရှင့်နံပါတ်ကငယ်က69အနှုတ်49 okay တကြောင်ကြော်ပြီးနေရာချရအောင်9969 4949မြင့်ပိတ်ပါပြီအနှုတ်လက္ခဏာတက်ကိုရဲက9ကိုနှုတ်တော့ဘယ်လောက်ရတော့3ညဆယ်ဆယ်ချင်းနှုတ်လိုက်တော့ကိုရဲက4ကိုနှုတ်တော့ဘယ်လောက်ရလဲ5အဲ့တော့အဖြေဘယ်လောက်ရမှာတော့အဖြေ 9390ပါရှင်ရပါသလားဟုတ်ပြီပိတာရဲ့နံပါတ်ကကြီးပါနော်နံပါတ်ကကြီးက59အနုတ်4ဟုတ်ပြီနေရာချမယ်59တဲ့က4ကိုနှုတ်ကြရအောင်9တဲ့က4ကိုနှုတ်တော့ဘလောက်ရလဲတော့လက်ရှိက9နှုတ်ဆရာရှိတာမရှိဘူးအဲ့တော့9အဲ့တော့အဖြေလေးထူကြရအောင်ဟိအာရေအာတဝေတို့ဖတ်တို့ရေရေဖြေအဖြေ9390 တော့ရပါပြီလားโอเคအဲ့တော့ရပါပြီဆိုလို့ရှိရင်လာဒီ zero တွေကဘယ်လောက်ကိုသွားကြမလဲဆိုရင်နံပါတ်1ကိုဆက်တွက်ကြရအောင်ဟဲ့အဲ့တော့မင်းတို့ရဲ့သင်္ချာတွက်တဲ့စာအုပ်မှာဒီ zero ကို1ပုံမှလို့တက်ပြပါနော်အဲ့တော့1ပုံမှာကာကြီးပု္ပ္ပာလေးကူပါပြီ55အနုပ်26အဲ့တော့ down light တွက်ပါတယ် instruction လေးတချို့ဖတ်ဖို့ ကြံခဲ့တယ်နော် down light တွက်ပါကဲ down light တွက်မယ်ဆိုတော့အလဲကောင်ကနေသူရင်းညင်းတာပြီးတွက်မှာပေါ့အဲ့တော့လာနေရာချပါပြီပုံစံကူပြီးသားတော့ 9555နေ626ဘေးမြင်းလေးနဲ့ခွာပြီးနေရာချပါတယ်အနှုတ်လက္ခဏာတက်9ရက်6ကိုနှုတ်လို့ရပါသလားမရအောင်မရတော့ရှိရနေ10ချီ9ကဘာဖြစ်4ဖြစ်ဒီဘက်ကိုဘယ်လောက်ရောက်10ရောက်10ရ9ရဆိုတော့14 15ရဲက6ကိုနှုတ်လက်သီးလေးကိုစောလက်သီးထဲမှာ6ရှိရဲ6ပြီးတော့ခနစ်ရှိ90 71 73 45ဘလက်ဘယ်နဲ့ချောင်းထောင်းလိုက်ရလဲ ကိုးကြောင်းဖြစ်ပါတယ်အဲ့ဒါကြောင့်အဖြေကိုးဆက်ဆက်ချင်းနှုတ်ရအောင်လေးတဲ့ကနေနှစ်ကိုနှုတ်တော့ဘလောက်ရတော့နှစ်အဲ့တော့ဒီချေတို့အဖြေကအာရအသဝိတုဖောက်တို့ရရဲ့ဖြေအဖြေနှစ်ကို29ကဲနမခါခွေတွေ့ရအောင်ဟိကိုပတာကိုတွေ့မဲ့သူကဗီဒီယိုလေးရပ်ပြီးတော့တွေ့ပြီးပါပြီးတော့မှဒီချေကိုဗီဒီယိုလေးပြန်ဖွင့်ပြီးတော့ဖြေလေးတိုက်ပြီးပါနော် နမခါဝေးက60အနှုံး28ခဏရလေးခြားရအောင်639 60တွေက28ကိုနှုတ်ပါပြီ။တညာလေးရရှိကိုနှုတ်လို့ရပါသလား။မရတော့30ချိပါမယ်နော်။အဲ့တော့6ကဘာဖြစ်5ဖြစ်။ဒီဘက်ကဘလောက်ရအောင်30ရ။အဲ့တော့တအားတို့တမျိုးဒီချေ3ပေးဖို့3ပေးမယ်နော်။အဲ့တော့ဒီလိုအပေါ်မှာ30ဖြစ်ဖို့အတွက်ဆိုရင်ဒီအောက်က gain က သုံးညဖြစ်နေမှာ30ဖြစ်မှာနော်1ဆိုရင်17နှစ်ဆိုရင်20နှစ်အဲ့တော့ဒီနေရာမှာ30ဖြစ်ဖို့အတွက်ဒီချေတို့ဒီအောက်မှာကသုံးညဖြစ်မှာရမယ်နော်အဲ့ဒါလေးကိုသတိထားပြီးပါဒီချေတို့အဲနောက်ပိုင်းပြီးချိန်ငယ်နေမှာညဉ့်ဆန်းပုံစံတွေမှာပါလာမှာမဟုတ်လို့ပါနော်ကဲ30တဲ့ဟန်ရှစ်ကိုနှုတ်ရအောင်ဘယ်လောက်ရသလဲဟုတ်တယ်နှစ်9တဲ့ဟန်နှစ်ကိုနှုတ်ရအောင်ဘယ်လောက်ရလဲ3ဖြစ်ပါတယ်ရှင်အဲ့တော့အပြည့်ထူပါပြီအာရအသွေးထူဖော်ထုတ်ရရေးအပြည့်အပြည့်32နှုတ်တာကကိုကြိုက်တဲ့နည်းနဲ့နှုတ်လို့ရပါတယ် ပြီးသားရဲ့နံပါတ်ခငယ်တွေ့ကြရအောင်ဟိနံပါတ်ခငယ်ပါအဲ့တော့နံပါတ်ခငယ်ကိုဒီစရာဒီလိုလေးတွေ့မယ်အဲ့တော့ဒါလေးဖြတ်လိုက်မယ်ခဏလေးစောင့်မိပါနော်ကဲနံပါတ်ခငယ်ပါရှင့်နံပါတ်ကငယ်မိကုန်းလေးပုစာလေးကိုပါပြီ43အနုံ38နေရာချပါပြီ43နဲ့က38ကိုနှုတ်ပါမယ်နော်အဲ့တော့အနုံလက္ခဏာတက် ၃နဲ့ကနေခုနှစ်ကိုနှုတ်လို့ရလားမရတော့30ချိမယ်လေးကဘာဖြစ်3ဖြစ်ဒီဘက်ကိုဘယ်လောက်ရ30ရ30ရ3ရဆိုတော့33 33နဲ့ကခုနှစ်ကိုနှုတ်လက်တီးလေးကိုစုပ်လက်တီးထဲမှာခုနှစ်ရှိတယ်ခွန်နေပြီးတော့80 90 71 72လက်ပနဲ့ချောင်းထောင်းလိုက်ရလဲ6 6ချောင်းထောင်းလိုက်ရပါတယ်ခက်3နဲ့ကနေ3ကိုနှုတ်တော့ဘယ်လောက်ရလဲ တော့ညအဲ့ဒီ၃ညကရေးလဲရတယ်မရေးလဲရပါတယ်အဲ့တော့အဖြေထုရအောင်အာရေအသဝေထုဖောက်ထုရေးအဖြေအဖြေဘလောက်ချုံမှလဲ6ဖြစ်ပါတယ်နော်ရသလားဟုတ်ပြီပိတာရဲ့နံပါတ်ဂါကြီးပါရှင်နံပါတ်ဂါကြီးက81အနုံ၄နေရာချပါမယ်81 လေးကိုနှုတ်ပါမယ်เนาะတတိယနေ့လေးကိုနှုတ်လို့ရလားမရတော့30ချီရှစ်ကပါဖြစ်ခွန်းနေဖြစ်ဒီဘောဘလောက်ရ30ရောက်31ရဲ့ဆိုတော့30 71တဲကလေးကိုနော်လက်တီလေးကိုဆိုလက်တီထဲမှာလေးရှိရဲလေးပြီးတော့5 6 9 8 90 71လက်ဘယ်နှချောင်းထောင်လိုက်ရလဲ86အဲ့ဒါကြောင့်အဖြေက9တိုက်တဲ့နည်းနဲ့နှုတ်ပေးပါနော်အဲ့တော့ခဏိကနှုတ်เสียရှိပါသလားမရှိတော့9ပဲပြန်ရတာပေါ့အဲ့တော့အဖြေဘယ်လောက်ရပါသလဲ အဖြေလောက်ရတော့89ပါရှင်မှန်ကြရဲ့လားမှန်ပါတယ်နော်ဟုတ်ပါပြီအဲဆိုလို့ရှင်ဒီချေတို့ကနံပါတ်1ပြီးသွားပါပြီရှင်အဲ့တော့အဖြေလေးတွေလွဲနေရဆိုရင်တော့ဒီချက်ဗီဒီယိုလေးကိုကြည့်ပြီးရောပြန်တွက်ပြပါနော်အဲ့တော့နံပါတ်3ကိုသွားကြရအောင်ဟိဒါရုသမလို့ရေနံပါတ်3 oh sorry ပါရှင့်ခဏလေးပါနော် ကဲဟုတ်ပါပြီနံပါတ်တော့အဲ့တော့မင်းတို့ကတင်ချတွက်တဲ့စာအုပ်မှာ၃ပုံမှလို့တက်ပေးပါနော်ပုတ်စာလေးပါရှင်ဒီချက်တော့ကလိုက်ဖက်မယ်ထွန်းထွန်းတွင်မူလာကပန်းပွင့်26ပွင့်ရှိသည်ပန်းပွင့်၉ပွင့်ကိုဆရာမအားပြီးလိုက်တော့ထွန်းထွန်းတွင်ပန်းပွင့်မြင်းမြကျန်းတန်နီ ုတ်ပါပြီအဲ့တော့ထွန်းထွန်းမှာငကိုတော့ရှိတာပန်းမွင့်ဗနက်ပွင့်လေ26ပွင့်ဗနက်ပွင့်ကိုဆရာမကိုပေးလိုက်တာလေ6ပွင့်အဲ့ဒါဆိုလို့ရှိရင်ထွန်းထွန်းမှာရှိတဲ့26ပွင့်တဲကဒီ6ဝင်ကတိုးလာမှလားယော့သွားမှလားဟုတ်တယ်ယော့သွားပါမယ်အဲ့တော့ယော့သွားမယ်ဆိုတော့အပေါင်းလားအနှုတ်လားအနှုတ်ဘယ်သူတွေကနှုတ်မှာလဲ26ထဲက ကိုကိုနှုတ်ပါမယ်ရှင်အညီဘလောက်လဲပုံစံဖြစ်တဲ့အတွက်ကြောင့်မလို့ညီမချင်းရေးပါတယ်ညီမချင်းရေးပြီးရင် down light တွက်ပါမယ်နော်ဘေးမြင့်နဲ့ခွာပြီးတွက်ရအောင်26ထဲကကိုကိုနှုတ်ပါမယ်ရှင်နှုတ်ဆော်ရီကနေကိုကိုနှုတ်လို့ရလားမရဘူးမရတော့ရှိရ30ချိနှစ်ကဘာဖြစ်1ဖြစ်ဒီဘက်ကိုဘလောက်ရ10ရ10ရ6ရဆိုတော့36 16ထဲကကိုကိုနှုတ်လက်တီလေးကိုဆုပ်လက်တီထဲမှာကိုရှိရကိုပြီးတော့30 17 12 13 14 15 16 ရပါတယ်လေခွန်နစ်ရေးပါမယ်ဟိခွန်နစ်ရှေ့ရတက်ကနှုတ်ဆရာရှိလားမရှိဘူးမရှိတော့တက်ပဲပြန်ရေးပါမယ်ရှင့်ဟုတ်ပြီအားဆိုလို့ရှင်ထုံးထုံးမှာပတ်မွေဘလောက်ကျန်တယ်လေဟုတ်တယ်စက္ကန့်ပွင့်အဲ့တော့အဖြေထုတ်ရအောင်အာရီအသဝေထုတ်ဖော်ထုတ်ရရေးဖြည့်အဖြေပတ်မွေဘနှစ်ပွင့်ကျန်တာလေ18ပွင့်ရပါပြီလားရပါပြီရှင့်ဒါပါပဲเนาะကဲပြီးသားပြီဆိုနံပါတ်၄အတွက်ကြာရအောင်ဟိ ဲ့တော့တတို့သမတို့ကဒီချက်ကိုလေးပုံမှလို့တက်ပြပါနော်ကဲပု္ပ္ပစာလေးလိုက်ဖက်ရအောင်ကားပေါ်ရင်ခရီးတဲ့44ရောက်ရှိသည်မှတ်တိုင်တစ်ခုတွင်ခရီးတဲ့28ရောက်စင်းသွားသည်ကားပေါ်တွင်ခရီးတဲ့ညီမြကျန်တန်နီး ဟုတ်ပြီနော်โอเคကဲအဲ့ဒါဆိုလို့ရှိရင်တအားတို့တို့ရေကားပေါ်မှာခီးတဲ့ဘယ်နှယောက်ရှိရတော့44ယောက်အဲ့တော့မှတ်တိုင်တစ်ခုမှာခီးတဲ့ကဘယ်နှယောက်ကဆင်းသွားတာလဲ28ယောက်ဆင်းသွားပါတယ်အဲ့ဒါဆိုရင်ကားပေါ်မှာခီးတဲ့ဘလောက်ကျန်တယ်လဲလို့မိပါတယ်ရှင်ငခုရှိတာက44ယောက်ထဲကနေပြီးတော့28ယောက်ကဆင်းသွားတယ်ဆိုတော့အဲ့ဒီကားပေါ်မှာခီးတဲ့တွေတိုးလာမလားယောသွားမလား yes ယောသွားပါမယ်နော်အဲ့တော့ယောသွားမယ်ဆိုတော့ပေါင်းပါလားနှုတ်ပါလားနှုတ်ပါမယ်ကဲ44ဒီက ာ28ကိုနှုတ်ရင်ကားပေါ်မှာကျန်တဲ့ခရီးသည်ကိုရမှာပေါ့အဲ့တော့လိုချင်တော့ဒီကျေတို့ download နှုတ်ပါမယ်44တဲက28ကိုနှုတ်ကြရအောင်ဟဲ့နှုတ်အဲ့တော့ဒီကဒီကျေဒါလေးကနည်းနည်းနေရမှာကြလို့နော် တန်တန်လေးထားမယ်နော်လေးတဲ့ကနေရှိကိုနှုတ်လို့ရပါသလားမရတော့30ချီလေးကဘာဖြစ်3ဖြစ်ဒီဘက်ကဘယ်လောက်ရ30ရ30လေးရဆိုတော့34 34တဲ့ကရှိကိုနှုတ်လက်တီးလေးကိုဆိုလက်တီးထဲမှာရှိရှိရဲရှိပြီးတော့90 71 73 14လက်ဘယ်နှချောင်းထောက်လိုက်ရလဲ yes 66မှာရှင့်အဲ့တော့ရေးပါမယ်6 3နေ့ကနေနှစ်ကိုနှုတ်လိုက်တော့ဘယ်လောက်ရလဲ ချစ်ကေတာရတမလို့ရေခါပေါ်မှာခီးတယ်ဘယ်တော့ကြံခဲ့တယ်လဲ16ရောက်ဖြစ်ပါတယ်အဖြေထူရအောင်အာရအသူဝိထုဖတ်ထူရရေးဖြစ်အဖြေပုံမှန်နှစ်ခုချ16ခီးတယ်ဆိုတော့ရောက်ဖြစ်ပါတယ်ရှင်16ရောက်ရပါပြီလားရပါပြီเนาะခဲပြီးသားပြီဆိုရင်เนาะဒီချေတို့နံပါတ်ဘယ်လောက်ကိုတောင်းလဲဆိုရင်နံပါတ်5နံပါတ်5ကိုတားကြရအောင်ဟိ ဲ့တော့သားတို့သမီးတို့တစ်ချက်ကိုငါပုံမလို့တက်ပေးပါရှင့်ပုစာလေးလိုက်ဖက်ရအောင်နွယ်နွယ်သည်စာမျက်နှာ85မျက်နှာရှိသောစာအုပ်တော်ကိုဖတ်ရှုလျက်ရှိရာစာမျက်နှာ26မျက်နှာသာဖတ်၍ပြီးသည်စာမျက်နှာညီမြဖက်ရန်ကျန်တန်ဤ ဟုတ်ပြီနွနွယ်ကစာမျက်နှာဗနမျက်နှာရှိတဲ့စာအုပ်ကိုဖတ်ပါလေ85မျက်နှာဗနမျက်နှာဖတ်လို့ပြီးသွားရလဲ 29မျက်နှာအဲ့တော့ငခုရှိတဲ့85မျက်နှာတွေက29မျက်နှာကယော့သွားမယ်ဆိုတော့နောက်ထပ်ဘလောက်ဖတ်ဖို့ကြံတယ်လဲဆိုတာကိုသိချင်တယ်အဲ့တော့သိချင်တော့ငခုရှိတဲ့85မျက်နှာကဖတ်လို့ပြီးတာကိုတချို့တို့ဘာလို့လိုက်ရမှာလဲဖယ်လိုက်ရမှာပေါ့နှုတ်လိုက်လို့ရှိရင်ကြံသေးတဲ့စာမျက်နှာတွေရမှာပေါ့နော်ဟုတ်ပါပြီညီမချင်းရေးရအောင်ဟိ85အနုံ29အညီဘလောက်လဲ โอเคနေရချပါမယ်၈၅85လေးက၄၉29ကိုနှုတ်ပါမယ်เนาะ9လေးကကိုကိုနှုတ်လို့ရပါသလား မရဘူးအရှိရ30ချိမဲ့၈ကဘာဖြစ်9ဖြစ်ဒီဘက်ဘလောက်ရ30ရ35ရဆိုတော့35 35လေးကကိုကိုနှောလက်တိလေးကိုစုံလက်တိထဲမှာကိုရှိရကိုပြီးတော့30 17 12 13 14 15 16ချောင်းထောင်လိုက်ရလဲ6 6ချောင်းပါရှင်โอเค9ထဲကနှစ်ကိုနှောရအောင်ဘလောက်ရတယ်လဲ ငါဖြစ်ပါတယ်နော်ရမယ်နော်ဟုတ်ပါပြီအဲ့ဒါဆိုလို့ရှိရင်တီချာတို့ဘယ်လောက်ရပါသလဲ56 56အဲ့တော့စာအုပ်ဗနက်အုပ်ဖတ်ဖို့ကြံပါသလဲ85တဲ့ကပြောပါအောင်85တဲ့က29နော်85မျက်နာတဲ့က29မျက်နာကိုနှုတ်လိုက်တော့အဖြေဘယ်လောက်ကြံလဲ 56ဖတ်ဖို့ကြံတဲ့စာအုပ်စာမျက်နှာလေးကဘယ်နဲ့မျက်နှာလဲ56မျက်နှာပါအဲ့တော့အဖြေထုတ်ရအောင် အာရီအတဝေထုတ်ဖတ်ထုတ်ရရေးဖြည့်အဖြေပုံမှန်နှစ်ခုချဘယ်လောက်လဲ56 56နားလေလားနားပါနားလေပါတယ်ရှင်အဲ့ဆိုလို့ရှင်လာနံပါတ်5ပြီးတော့နံပါတ်6ကိုတွက်ကြရအောင်ဟိ ဟန်ဘက်6မင်းတို့ရဲ့တင်ကြားတက်တဲ့စာအုပ်မှာဒီချက်ကို6ပုံမှလိုတက်ပြပါတက်ပြသားပြီလား yes တက်ပြသားပြီဆိုရင်ပုံစံလေးဖတ်ပါမယ်စာသင်ခန်းတက်ခန့်နှင်းကလေး90ရှိပြီ20တအူမှာမင်းကလေးများဖြစ်ကြသည် ်ယောက်ျားလေးများသည်မိန်းကလေးများထက်ညီမျှပိုများတန်နီဟုတ်ပြီစာသင်ခန်းတက္ကသိုလ်မှာကလေးဘယ်နှယောက်ရှိတာတုံး50အဲ့ဒီထဲကမိန်းကလေးတွေကဘယ်နှယောက်လဲ21ယောက်သူမေးတာကယောက်ျားလေးတွေကမိန်းကလေးတွေထက်ဘယ်လောက်ပိုများတလေဒါပေမဲ့ယောက်ျားလေးအကြီးတော်တချို့သိလား မသိဘူးအဲ့တော့ရာကြာလေးရေတော့ဒီချေတို့အရင်ဆုံးရှာရပါမယ်နော်ရာကြာလေးရေတော့တည်ခြင်းရရှိတဲ့ကလေးတွေကနေမိန်းကလေး21ယောက်ကိုဘာလို့လိုက်ရတယ်လဲဖယ်လိုက်ရင်ရတာပေါ့အဲ့တော့90တွေကမိန်းကလေးရအတွက်21ကိုဒီချေတို့အရင်ဆုံးဖယ်ပါမယ်နော် โอเคနေရာချရအောင်90တဲ့က27ကိုအရင်နှုတ်လိုက်ပါမယ်ဖယ်လိုက်တယ်ဆိုတော့နှုတ်တာပေါ့ခုခုချင်းနှုတ်လိုက်တော့၃ရက်တဲ့တစ်ကိုနှုတ်လို့ရလားမရတော့ရှေ့ရနေ30ကြီး9က4ဖြစ်ဒီဘက်ကိုဘယ်လောက်ရောက်30ရ30တဲ့ကတစ်ကိုနှုတ်တော့ဘယ်လောက်ရလဲကို၄တဲ့က2ကိုနှုတ်တော့နေဟုတ်ပါပြီအဲ့ဒါဆိုလို့ရှိရင်ဘာအရေးအတွက်ကိုရလာပြီလဲယောက်ျားလေးအရေးအတွက်ကိုရလာပါပြီရှင်အဲ့တော့ဒီချေတို့အောက်မှာစသားလေးနဲ့ရေးပါမယ်နော်ယောက်ျားလေး ယောက်ျားလေးဘယ်နှယောက်လဲ29ယောက် Okay အဲ့တော့သူပေးထားတာကမိန်းကလေးကရောဘယ်နှယောက်လဲရေးလိုက်ရအောင်မိန်းကလေးမိန်းကလေးဘယ်နှယောက်တော့ ပုံစံထဲမှာ yes 21ရောက်ပါရှင်ရေးလိုက်ပါမယ်21ရောက်ဘသူကပုံများနေလဲယောက်ျားလေးက29ရောက်မိန်းကလေးက21ရောက်ဘသူပုံများနေပါတလဲယောက်ျားလေးပုံများနေတယ်အဲ့ဒါကြောင့်မို့လို့ယောက်ျားလေးကမိန်းကလေးအထက်ဘလောက်ပုံများလဲဆိုတာသိချင်တယ်ဘလောက်ပုံများလဲဆိုတာသိချင်တယ်တီချေတို့နှိုင်းရှင်ရမှာဖြစ်ပါတယ်အဲ့ဒီလိုဆိုရင်လည်းနှိုင်းရှင်ရမယ်ဆိုရင်လည်းတီချေတို့နှုတ်ရမှာပဲเนาะအဲ့တော့ပုံများတဲ့29တဲ့က နော်21ကိုဒီချေကိုဘာလို့ကြည့်ရမှာလဲနှုတ်ကြည့်ရပါမယ်ရှင်အဲ့ဒါဆိုရင်ဘယ်နှယောက်ပုံများလဲဆိုတာသိရတာပေါ့โอเคအောက်မှာပဲဆက်တွေ့ပါမယ်ရှင်ဟုတ်ပြီနော်အဲ့တော့29တဲ့က21ကိုနှုတ်ပါမယ်ကဲနှုတ်လိုက်ပါအောင်ဟိကိုရီးယားနေတုံနှုတ်တော့ဘလောက်ရလဲရှင်တညာရဲ့နှစ်တည်းရဲ့နှစ်ကိုနှုတ်တော့ဘလောက်ရလဲ3ညโอเคအာဆိုလို့ရှင်ဒီချေတို့ယောက်ျားလေးကမင်းကလေးထက်ဘယ်နှယောက်ပုံများနေပါသလဲ 后者是要补苗泥巴的，哎，努力记笔记，宝咩？是要补苗泥巴的，下把比啦。 ရပါပြီရှင့်အဲ့တော့ဒီပု္ပ္ပစာလေးရတော့ဒီကျေတို့အာနောက်ဆုံးပုတ်လေးလည်းဖြစ်တယ်ဒီကျေတို့နှစ်ဆင့်တွက်ပြရမှာဖြစ်ပါတယ်အသားလေးအရေးတွက်ကိုမတိတော့ရာကြလေးအရေးတွက်ကိုတဆင့်ရှာပါမယ်ပြီးတော့မှနောက်ထပ်ခြားနာချက်ကိုသိကြနော်အဲသူတို့နှစ်ယောက်ကိုထပ်နှုတ်လိုက်တယ်နော်ရမယ်နော်အဲ့တော့မှယောက်ျားလေးက၈ယောက်ပုံများတယ်ဆိုတာကိုဒီချေတို့သိရတာဖြစ်ပါတယ်ရှင်။ဟုတ်ပါပြီအားဆိုလို့ရှိရင်ဒါတို့တမလို့ရေဒီချေတို့လေးချင်ညာကလေးချင်ရမယ့်ပုံစံလေးတွေအကုန်လုံးပြီးတော့ပါပြီရှင်။အဲ့တော့ဒီမှာစတားပုံစံလေးတွေတို့တွေတွေ့ကြည့်ကြရအောင်နော်။ စတာပု္ပ္ပစာလေးတွက်မယ်ဆိုတော့စတာပု္ပ္ပစာဆိုတာညံစမ်းပု္ပ္ပစာလေးဖြစ်ပါတယ်ရှင်အဲ့တော့ဖတ်စာအုပ်ထဲမှာပဲလိုအပ်တဲ့နေရာလေးတွေပဲဖြည့်ပါမယ်ရှင်။ Okay အဲ့တော့ဖတ်ကြည့်ရအောင် instruction လေးကအောက်ပါ downline ပုံစံများတွင်လိုနေသောကိန်းများကိုရှာပါ။လိုနေတဲ့ကိန်းတွေကိုဒီချေလို့ရှာပါမယ်ရှင်။ခင်ဒီမှာတော့အပေါင်းဖြစ်တယ်နော်။အပေါင်းပါရှင်။ခုနှစ်နဲ့တစ်နဲ့ပေါင်းလိုက်တော့ဘယ်လိုရလဲ။ရှေ့ဟုတ်ပြီနော်အဲ့ဒါဒီမှာ3ရဖို့အတွက်ဘယ်သူနဲ့1နဲ့ပေါင်းရပါလဲ သုံးရဖို့အတွက်ဘသူနဲ့နှစ်နဲ့ပေါင်းရမှာလဲသိကျင်ရင်300နဲ့နှစ်ကိုနှုတ်ကြည့်ရောမရဘူးလားရတာပေါ့300နဲ့နှစ်ကိုနှုတ်ကြည့်လိုက်ရင်ဒီကျဲတို့တတီကိန်းပြန်ရတယ်လीနော်ဟုတ်ပါပြီโอเคအဲ့ဒီဒိုင်မန်နံပါတ်ခောက်ကြီးအဲ့တော့ဒီညဏ်ဆန်းပုစာတွေကိုတွေ့တဲ့အခါမှာကျဲတို့ရှေ့ကဗီဒီယိုမှာပါခဲ့တယ်အပေါင်းနဲ့အနှုတ်ကြားကဆက်သွယ်ချက်လေးတွေကိုဘာလို့ကြည့်လဲအာအသုံးပြုလို့ရပါတယ်နော်ခင်လာကြည့်ရအောင်ဒီမှာကြည့်လိုက်6 6ပေါင်းပါနော်ပေါင်းပါနော်အဲ့တော့ ကိုဘယ်သူနဲ့ပေါင်ရင်ခွင့်နေရပါတလဲ yes 6ကို1နဲ့ပေါင်ရင်ခွင့်နေရတာပေါ့ဒီမှာ collect ကလေးကြံခဲ့တယ်လို့ဒီချေတော့ထင်ပါတယ်သတ်မှတ်ပါတယ်အဲ့တော့ကြည့်ရအောင်9နဲ့3နဲ့ပေါင်လိုက်တော့ဘယ်လောက်ရပါတလဲ8အဲ့တော့အဖြေက88ရမယ်နော် okay နံပါတ်ကကြည့်သွားကြအောင်ဟဲ့ကဲ collect လေးတွေပေးထားပါတယ်အဲ့တော့ကြည့်ကြရအောင်6တဲ့ တုံညတဲ့ကဲချက်ကိုဘယ်သူမျက်ပောင်းရင်တုံညရမလဲချဲတော့နှုတ်တော်မုံတော့ပေါင်းတာနော်ဒီမှာတုံညဖြစ်ဖို့အတွက်ဆိုရင်ဒီချဲတို့ရတဲ့ရလက်ကပေါင်းလက်လေးက30ဖြစ်မှရမှာပေါ့နော် ဟုတ်ပြီနော်အဲ့တော့6ကိုဘယ်သူနဲ့ပေါင်ရင်10ဖြစ်သွားလဲ10ဖြစ်မှတီချေတို့၃ညာရေးပြီးတော့တစ်တင်လို့ရမှာပါနော်အဲ့ဒါမှ၃ညာဖြစ်မှာလေအနှုတ်မဟုတ်ပဲနဲ့၃ညာတော့ဘလို့မှဖြစ်နိုင်စရာအကြောင်းမရှိဘူးအဲ့တော့10ရဖို့အတွက်6ကိုဘယ်သူနဲ့ပေါင်မလဲ yes ၄နဲ့ပေါင်ပါပေါ့ okay တင်းနဲ့6နဲ့ပေါင်လိုက်တော့9 9နဲ့ဘယ်သူနဲ့ပေါင်ရင်9ရပါတယ်လေတီချင်ရင်9ရက်ကနေ9ကိုနှုတ်ကြည့်ရင်လည်းရပါတယ်နော်9ရက်ကနေ9ကိုနှုတ်လိုက်တော့2ဖြစ်ပါတယ်ရှင့် နားလေပါသလားအခုဒီခြေကဒီညံတဲ့ပုံစံတွေကိုအပေါင်းနဲ့အနှုတ်ကြားကဆက်သွယ်ချက်တွေကိုအသုံးပြုပြီးတော့ဖြည့်ရှင်းနေရဖြစ်ပါတယ် Okay နောက်တစ်ညံစံပုံစံလေးပါလိုနေသောကိညာကိုရှာပါတဲ့ကဲပန်းဝင်လေးထဲမှာနော်ပုံစံလေးပေးထားပါရတယ်။အဲ့ဒီမှာလက်ပြလေးတွေရဲ့နေရာမှာလိုတဲ့ဂိမ်းလေးတွေကိုရှာပေးရမှာပါရှင့်။အဲ့တော့ download ညီမချင်းတွေ download ပေါက်နာလေးကို download ပုံစံလေးကိုကြည့်လိုက်တော့ဒီမှာကအနှုတ်ဖြစ်ပါတယ်။ရှစ်တဲ့ကနေငါ့ကိုတော့ဘယ်လောက်ရမလဲ အဲ့ဒါကြောင့်လက်ပြအဝါလေးနေရာမှာတီချာတို့ဘာကြီးရမှာလဲ3ပုံโอเคအဲ့ဆိုရင်ဘသူတွေကတစ်ကိုနှုတ်ရင်4ရပါတယ်လေဘသူတွေကတစ်ကိုနှုတ်ရင်4ရပါတယ်လေသိချင်ရင်အပေါင်းနဲ့အနှုတ်ကြားကဆက်သွယ်ချက်ကိုအသုံးပြုလို့ရပါတယ်သူတို့နှစ်ခုကိုပြန်ပေါင်းရင်သူပြန်မရဘူးလားတီကိန်းပြန်မရဘူးလားရတာပေါ့အဲ့တော့4နဲ့1နဲ့ပေါင်းလိုက်တော့9ရပါတယ်เนาะအဲ့ဒါကြောင့်9တွေကတစ်ကိုနှုတ်ရင်4ရပါတယ်ရှင်အဲ့ဒါကြောင့်လက်ပြပန်းရောင်လေးရဲ့နေရာမှာတီချေတို့9ဖြစ်ပါတယ်เนาะ โอเคနမခောက်ပြပါရှင်နမခောက်ပြပါကဲတတရကနေဘသူ့ကိုနှုတ်ဝင်သုံးနေဟဲ့သားတို့တမလို့ကြီးတတရကနေဘသူ့ကိုနှုတ်ဝင်သုံးရစရာအကြောင်းရှိလားမရှိဘူးအဲ့တော့ဒီတစ်ကနှုတ်လို့မမရတာတတရကတနှုတ်ရင်ဒီကျိုးကသုံးညတတရကသုံးညနှုတ်လို့ရှိရင်လည်းတစ်ပဲပြန်ပြန်မှာအဲ့တော့ဖြစ်နိုင်ကြီးရှိတာကအရှိရာနေချီရမှာတေးကြပါရဲ့ရှင်လေးကသုံးဖြစ်သွားမယ်ဒီမှာက17ဖြစ်သွားပါမယ်နော်ကဲ17တတရကဘသူ့ကိုနှုတ်ဝင်သုံးရပါတယ်လေတည်ခြင်းရင် ဘာလို့ကြည့်မလဲနှုတ်ကြည့်ရမှာပဲเนาะအဲ့တော့တစ်ဆက်တစ်တည်းကဘယ်သူ့ကိုနှုတ်ရင်300တက်လဲပြောအဲ့တော့နှုတ်ကြည့်ကြည့်လိုက်ပါဘယ်လောက်ရတယ်လဲနှုတ်ကြည့်ပါအောင်ဟုတ်ကဲ့တစ်ဆက်တစ်တည်းကတစ်ကိုနှုတ်ရင်ခြေရက်30ရမယ်တစ်ဆက်တစ်တည်းကနှစ်ကိုနှုတ်လို့ရှင်ရောကိုနှော့မရဘူးအဲ့တော့တစ်ဆက်တစ်တည်းက30နှုတ်ရင်ရောမရဘူးအဲ့တော့ဘယ်လောက်ရပါလဲတိလိုက်ရင်ရမလား ကဲအဲ့ဆိုလို့ရှင်ဒီနေရာလေးကဘယ်လောက်ရမလဲဆိုလို့ရှင်တက်ဆက်တစ်ထဲကဒီကျေတို့ဘယ်လောက်နှုတ်ရင်300ရပါတလဲတက်ဆက်တစ်ထဲကဘယ်လောက်နှုတ်ရမှန်းမသိရတဲ့အတွက်ကြောင့်ဒီကျေတို့ကြပြလဲဆိုလို့မရပါဘူးเนาะဟုတ်ပြီเนาะအဲ့တော့တက်ဆက်တစ်ထဲကဒီကျေတို့က3ကိုနှုတ်မယ်အဲ့3ကိုနှုတ်မှာမဟုတ်အဖြေ300ရပါပါစဉ်းစားကြည့်ရအောင်အဖြေ300ရပါပါ ကဲအဲ့တော့တဆက်တစ်ကိုဒီချေတို့က10နဲ့1နဲ့ခွဲလိုက်ပါပြီရှင်ဒီချေတို့ဒီ1ကိုလည်းဖယ်ရမှာမယ်ရလား1ဟုတ်ပြီအဲ့တော့3ရဖို့အတွက်ဆိုလို့ရှိရင်ဒီ9ဒီ10တဲ့ကဘယ်သူ့ကိုနှုတ်ရင်3ရပါတယ် ခဏစ်ကိုနှုတ်ရင်300ရတယ်ဟုတ်တယ်เนาะအဲ့တော့30တဲကခဏစ်ကိုနှုတ်လိုက်ရင်300ရတာပေါ့တချို့လူလူချင်းနဲ့300ရပါပြီရှင်အဲ့တော့ဒီခုနှစ်နဲ့ဒီမှာဂျန်နဲ့တင်နဲ့ပေါင်းလိုက်ပေါ့အဲ့တော့10ပေါ့ရမယ်เนาะဟုတ်ပြီအဲ့တော့17တဲကဒီချေလို10ကိုနှုတ်ရင်300ရပါတယ်เนาะအဲ့ဒီလိုပါပဲ300နဲ့တကုတ်နှုတ်ကြည့်ရအောင်လေပြပန်းရောင်လေးကဘယ်လောက်ရပါသလဲ1ရပါတယ်ရှင်โอเค1 ဟုတ်ပါပြီရှင်အဲ့တော့နမကငေကိုတွေ့ကြည့်ရအောင်ဟဲ့ဉာဏ်စံပုစာလေးပါတားလို့တမလို့ရေဒီလိပ်ပြပန်းရောင်လေးရဲ့နေရာနဲ့လိပ်ပြအဝါလေးရဲ့နေရာကဘာလေးလေးဖြစ်နေကြည့်ကြည့်ပါပဲအဖြစ်ကိုကြည့်လိုက်ပါ ခွနှစ်တယ်ဟာနှုတ်လက်ကခွနှစ်ရနေတယ်နှုတ်လက်ကခွနှစ်ရနေဒီမှာကနှုတ်ကိန်းကတုံးဝင်ဖြစ်ရမယ်အဲ့တော့ဒီချက်တော့ပြန်လှုပ်ချင်လို့ချင်အပေါင်းနဲ့နှုတ်ကြားဆက်သွယ်ချက်ဆိုရင်ခွနှစ်နဲ့တုံးနှစ်ကိုပေါင်းကြည့်လိုက်တော့30ရမယ်ဒါပေမဲ့ဒီချက်တော့ဒီနေရာမှာ30ရေးလို့ရလား မရဘူးဒါပေမဲ့နှုတ်တဲ့ကိန်းက30ဖြစ်ဖို့အတွက်ဆိုတချေခုနကပြောထားပါတယ်ရှင်ဒီညမှာဘာဖြစ်မှရမှာလဲ၃ညဖြစ်မှရမှာပေါ့ဟုတ်လား၃ညဖြစ်တော့မှအရှိက8ထက်ရနေ30ကြီးတော့ခနဲ့အဲ့တော့ဒီ၃ည30ဖြစ်သွားပါမယ်ရှင်အဲ့ဒါကြောင့်လိပ်ပြာလေးရဲ့နေရာကဘယ်လောက်လဲ၃ညပါရှင် no 30မဟုတ်ဘူးเนาะလိပ်ပြာလေးရဲ့နေရာမှာ၃ညဖြစ်ရမှာပြီရှင်ဟုတ်ပါပြီအဲ့ဒီတော့မှခနဲ့ထက်ကနေဘယ်သူ့အနှုံးရင်၄ရပါတယ်လဲ နှုတ်ကြည့်ပါအောင်လက်ခဏချောင်းထောင်းလေးချောင်းရဖို့အတွက်ကြံ့နာတွေကိုနှုတ်ကြည့်ပါအောင်ဟိ1 2 3ဟောဟောပြီလက်ခဏချောင်းထူလိုက်ရလဲ3ချောင်းပါရှင်အဲ့ဒါကြောင့်လေးပြအဝါလေးရဲ့နေရာက3ဖြစ်ပါတယ်နော်ရမလားနားလဲပါတလားအော်3ဆိုပြီးဒီချက်က၄ရေးလိုက်တယ်ဟုတ်လားနော်3ဖြစ်ပါတယ်ရှင်โอเคနားလဲတော့ပါပြီလား ဉာဏ်စံပုံစံဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်း twins လေးတော့နည်းနည်းလေးတော့ပါတယ်နော်အဲဒါကြောင့်မလို့ဒီချက်ဒီလိုလေးတွေ့ပြပြီးတော့တည်တည်ကြာကြာလေးရှင်းပြပြထားတာဖြစ်ပါတယ်နားမလည်ဘူးဆိုရင်ဒီချက်ဗီဒီယိုလေးကိုခဏခဏပြန်ကြည့်ပြီးတော့နားလည်အောင်လုပ်ပြီးပါနော်ဟုတ်ပါပြီရှင်အားဆိုရင်ဒီကျေတို့အခန်းလေးအနှုတ်သင်္ကန်းစာ1ပြီးတော့ပါပြီအနှုတ်သင်္ကန်းစာ1မှာပါတယ်လေးချင်ငန်းဒီအားလုံးပြီးတော့ပါပြီရှင်အဲ့တော့နောက်ဗီဒီယိုမှာဆိုရင်ဒီကျေတို့အခန်း5ကိုတွေ့ကြပါမယ်เนาะအဲ့တော့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြရအောင် Okay, da-da.